အမလေးမစားရတော့လက်ငါးချောင်းတာပါလာတယ်ငပိဘူးထဲမှာသူကပါလာကျက်ပုံလို့ခေါ်တယ်ပေါ့နော်ထွေးလို့လည်းအယမ်းဝယ်စားတယ်ဆယ်နှစ်ရဆတနှစ်ရမှာဟာဟိုဖြောင်းနိုင်တိုင်းပဲလက်ဆောင်ပေးအဲ့ဒါတကူထည့်မပေးလိုက်ဘူး2000ခွဲနဲ့မကြည့်ကြအောင်ဒီမှာဟိုဘူးနဲ့ဖဲလမ်းပြရဟိုခွေးစားတဲ့ဘူးနဲ့မှကြုံဒီဘူးဘွားစားမှလဲစပိတ်တာ6000ခွဲဝမှာ6000ခွဲဝမှာစဉ်းစားလို့တော့မရဘူးဘယ်စုံ3កောင်စားလောက်လေးတယ် ဒါကြီးဒါကြီးဒါကြီးခဲခဲလीသူတို့ခဲဒီအားလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ဒီကျွန်တော်နေ့စဉ်နေ့တိုင်းပေါ့နော်စားသုံးနေတဲ့ငပီထဲမှာလက်ကလေးပါလာတဲ့သတင်းလေးပဲဗျလူတွေကတော့မတော်မတန်အားလောဘတွေကြီးလာတဲ့နောက်မှာတည်တည်ချာချာတန်တန်ဆင်ဆင်တော့မလုံနိုင်ဘူးဗျ။ကြွက်ကောင်ရဲ့လက်ကြီးပါလာတာတော်တော်ကြီးကိုကြောက်ဖို့ကောင်းနေဗျ။ တဲ့ငပိစားတဲ့ဆိုရင်လည်းเนาะကျွန်တော်ရဲ့ငွေချင်းနေတိတိချာချာကြည့်ရှုလို့ရအောင်လို့တတိထားလို့ရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျာเนาะကဲဘဟုသူရအနေနဲ့ကျွန်တော်နဲ့အတူတူလိုက်လံကြည့်ရှုပေးပါအောင်ဗျာเนาะ အမလေးမစားရဲတော့လက်ငါးချောင်းလာပါလာတယ်ငပိဘူးထဲမှာသူကပါလာကျပုံလို့ခေါ်တယ်ပေါ့နော်ထွေးလို့လည်းအယမ်းဝယ်စားတယ်ဒီထိုင်းမျိုးသမီးတူဦးကပေါ့နော်သူဝယ်စားနေကြဆိုင်ကနေဒီပါလာကျပုံကိုတောက်ဝယ်လာတယ်အင်းလက်ရရောသူစားမယ်ဆိုပြီးတော့ပကံတက်ကိုဖွင့်ချလိုက်တဲ့အချိန်မှာကွယ်လက်ငါးချောင်းတော့ပန်လာလက်ငါးချောင်းတော့ပါလာတယ်ကွယ်တစ်ဖက်ပေါ့အဲ့ဟာနဲ့သူလည်းအယမ်းလက်ပြီးတော့ online video ရိုက်ပြီး online ပေါ့တင်လိုက်တယ်ပေါ့နော်ဒီဟာကဘာခေါင်လဲပေါ့နော်တုံးတက်ပေးပါအောင်သူဝယ်စားလာတယ်ငပိဘူးထဲပါလာတယ်ဆိုပြီးအဲ့ဟာ ဲ့တော်တော်များ comment တွေလာမှကြာပါဘောเนาะဒီတယောက်က comment အောက်မှာပုံနဲ့တကွာတော့တက်တည်နဲ့လာပြထားပါဘောเนาะတသောပါဆင်းပဲလေသူပဲဖြစ်ရမယ်ဆိုပြီးဒီကောင်ပဲဖြစ်ရမယ်ဆိုပြီးဘောเนาะသူကတော့ကြွက်လက်လေးကြွက်ကြွက်ပဲဖြစ်ရမှာဘောเนาะကြွက်လက်ကလေးဖြစ်မှာတသေးလေးဆိုတော့ အဲ့နဲ့ကျွန်ငပိမြဖြစ်နေလားဒီကြည်ရတော့ပေါ့ကွာဒီပိုင်ဒီဆိုင်ရှင်ကပေါ့နော်ငပိဘူးထဲကိုကြွပြုတ်ကြတာမသိဖြစ်မယ်အဲ့နဲ့မှသူလဲလာပြီးတော့လောက်ပြီးတော့အဲ့လိုမျိုးပါလာတာပေါ့နော်မလေးတက်တိုင်းလာကိုတော့မဝယ်စားရဲတော့ကိုလေးဆိုလဲဈေးသွားလို့ရှိရင်အယံဝယ်စားရဲသူကကြာလေဝက်စီဖတ်ကြော်နေနဲ့ အဲ့ဒီပါလာကြံပုံရဲ့အမ်ကောက်ညင်းရဲ့တို့စရာနဲ့တုတ်တုတ်စားတဲ့ခါကျအရန်စားကောင်းတယ်ကွာတော်တော်များဒီဟိုအီဆန်လူမျိုးတွေစားတာများဒီပါလာကြံပုံကပေါ့နော်ငပိဘူးပေါ့နော်ငပိအဲ့ဒီကောင်လိုက်တို့တို့ပြန်ပြီးတော့ဟိုငုတ်တီနေပါလောက်ထားတယ်ပေါ့နော်ဒါတို့ရဲ့ယောယောရစားစားလို့လည်းပြောမှာပါလာကြက်ပုံကပေါ့နော်အရမ်းလဲစားလို့ကောင်းတယ်သူကလေကိုလေးမြန်မာလူမျိုးကိုလေးမြန်မာတွေမှာကျတော့ငါပြီးရေပေါ့ငါငါပြီးရေအဲ့လိုမျိုးပုံစံမျိုး ဒါပေမဲ့လည်းဒီအများနဲ့လောက်ရခါကျကိုလည်းမတွေ့ရအောင်နော်တကယ်တန်တန်တဲ့သူတွေရှိသလိုအဲ့လိုမျိုးတွေအများနဲ့လောက်ရခါကျလည်းမတန်တန်တိတ်ပြီးတော့လည်းအဲ့လိုမျိုးအများနဲ့ဆိုတော့တိရတိုင်းပဲကွာတွေးကြည့်လိုက်တော့ဘောနော်ကိုလည်းမဝယ်စားရတော့ကြောက်တယ်စက်သိမ်းမှာထားရကွာငါးချောင်းတော့ပါလာလက်ကြီးလက်ကတော့တော့ကြွက်လက်နဲ့တော့တူတယ်ဗျကျွန်တော်မြန်မာပြည်မှာလည်းတော့ငပိရတော်တော်စားကြတယ်ဗျနေ့တိုင်းလူလူအိမ်တိုင်းလူလူမှာစားကြတယ် ဒါကြောင့်ငပိစားဟင်လေတည်တည်ချာချာကြည်စားကြအောင်ဗျာနော်တချို့လှုပ်တဲ့သူတွေကတန့်ပြက်နေတဲ့သူတွေရှိတယ်တချို့တွေကတော့ညင်ညင်ပပတ်နေပေါ့နော်ပြီးရင်ပြီးစွလေလှုပ်တဲ့သူတွေလည်းရှိတယ်ဗျဒါကြီးကိုကြည်ပြီးတော့ချက်သိန်းအောင်ထားတယ်ဗျာနော်ကြောက်စရာကြီးကြည်ပါအောင်ဟာပါတာမသိဘူးလေကိုကတော့ပစုံကောင်းထဲမှာကြည်ပါအောင်ဗျာဝဲတာကိုခဲသီးတယ်နော်မှန်သပိတ်တာ6000ခွဲဝမှာ6000ခွဲဝမှာစဉ်းစားလို့တော့မရဘူးอืม ပစုံ3កောင်သာလောက်လေးတယ်ဒါကြီးဒါကြီးဒါကြီးဈေးကြီးပြီးလဲဝယ်ရသေးတယ်နော်ခဲသီးတွေထည့်ထားတာမိုင်ရိုင်းတာခေါင်းရုပ်ကွယ်ဘလို့မြန်ဘလို့မြန်ထိုးထည့်လဲမသိဘူးသူတို့ဒီအရာတော့မယုံဘူးကွယ်ဒီခေါင်းထဲကိုနှလုံးလုံးဆက်နေဆိုတော့ဟိုကိုကတော့ဟိုပစုံအမြူတေးပေါ့အဲကြားဘူးတော့ငါအမြူတေးဘာလို့ကြားဘူးတော့ခါကျတော့ပစုံအမြူတေးကြီးပေါ့ဆိုဝမ်းသာအာရနဲ့ငါတထဲဖြစ်ပြီးတော့ငါစုတောင်းလို့ချမ်းသာပြီပေါ့လားပြီးကြမှာငါများရခဲတဲ့ ွင်ကြွားတာမဟုတ်ဘူးเนาะလူတွေလူတွေเนาะလောဘလောဘရုပ်မာတယ်ရုပ်မာချက်ကတော့တနက်စားညံနေอืมသူတို့ခေါင်းနဲ့လည်းပြန်ထည့်ရမယ်ကြည်ပါအောင်ဗျာเนาะလူတွေရဲ့လောဘဘယ်တော့ကြောက်ဖို့ကောင်းလဲဗျာเนาะဈေးကြီးလဲပေးဝယ်စားသေးတယ်မတော်မတရားလုပ်တာဗျာเนาะခေါင်းထဲမှာခဲသီးတွေထည့်ထားတာဒါမျိုးတွေကမစားသင့်မစားထိုက်တဲ့ဟာမျိုးတွေဗျာเนาะစားထိုက်ရင်တော့စားထားပါဗျာเนาะစားမထိုက်ရင်တော့ပြန်အံထွက်တတ်တယ်ဗျာ လူတွေရဲ့စီးပွားရေးလောဘကြောင့်တတိတောင်စားမှာကြောက်လာဗျာမကြည့်ဘူးဒါဖရာသည်ဖရာသည်ကိုကျွန်တော်တို့စွန့်တော်ဝဲကတ်ထားတာပေါ့ကတ်ထားပြီးတော့ကဲစားမယ်ဆိုတော့စွန့်တော်ချပြီးခွဲလာအခုမှတော့ဒီလူနန်းလေးတွေမှာအမြုပ်ကလေးတွေပူစီပူစီထွက်နေတယ်ဒီချပြီးခွဲတော့ခွဲလိုက်တာစီထိုးထဲထားတယ်နော်ဘာစီထိုးတာမြန်မာ နဲ့မူနဲ့လို့နဲ့စူစူမူမူမူနဲ့လို့ဒီစားဘောလေအယောင်ရဲအောင်များထိုးထားလာမသိဘူးနော်လူရဲ့စီဝိုင်းလောဘရဲ့ဘယ်ပြီးကြောက်စက်ကောင်းလာဟွန်းဘာလို့လုံးကြတော့ဒီအခွန်မှာပါရှိတယ်မှမိုးရီလိုမျိုးဆွဲနေနော်ဘာလို့ရတော့ရဲပေါ့စားခြင်း ဒါမဲ့အနိုင်ရဆူစားလို့မရတကယ်မူနိုင်တော့ခေါ်မှာဖြစ်လာတယ်မှာတော်တော်ဆူဆူစားမယ်တော့ဒါတော်တော်အန်ဒီရှိမယ်ဗျာနော်အစားတောက်တွေပါလေကြာရင်လည်းနော်တေချာတတိထားပြီးစားကြအောင်ဗျ။အကြီးစားကြအောင်ဗျ။အပြည့်ကြီးရဲ့စားခြင်းနဲ့စားခြင်းရဲ့အရေးကြီးရှွမ်း။ အမစားလို့မရအောင်နိုင်ရစိုးရမူနိုင်ပြည့်နေပါတယ်ဗျာပတ်စံလဲပြီးစားသေးတယ်နော်ကောင်းကောင်းမွန်မွန်နဲ့တန်ရတန်ကြီးမစားရဘူးသူတို့ရဲ့နော်မတော်မတရားလောဘတွေကြောင့်လူတွေလည်းတဖြည်းဖြည်းအသက်တွေတိုးကုန်ပြီဗျာကျင်းထဲခံရတဲ့အကြောင်းလေးကျွန်တော်ပြောပြမယ်ဗျာရွှေတုံဖျားသွားတာမမဟာဝိဇေယဖျားနာပါဗျာကျွန်တော်ထမင်းဆိုင်လိုလိုလက်ဖိတ်ဆိုင်လိုလိုမျိုးဆိုင်လေးတစ်ဆိုင်ရှိလူကလည်းရှင်းနေရောကျွန်တော်လည်းပြဈေးမလုံးမမင်းပဲနဲ့မှားလိုက်တယ်လက်ထမင်းလက်ဖက်ထမင်းရရဆိုရင်နှစ်ဘူးဆိုမှားလိုက်တယ် ောက်ပြီးကျမှပစ္စည်းရောက်လာတော့မှပြောတယ်ဗျတပူဝဲ4500တဲ့အော်ကျွန်တော်6000ပေးခဲ့ရဗျဟုတ်ပြီထားလဲပုံမှန်ဆို2000 2500ဗျ3000လောက်ရှိရဟာ4500ပေးစားရစားတယ်ပွဲတော်ရဲဆိုအေးဟုတ်မှာပေါ့ဆိုကျွန်တော်စားလိုက်တယ်ဗျဒါပေမဲ့စဉ်းစားကြည့်ပါဦးဗျနှစ်ဘူးလုံးမှာအကျော်လဲမပါဘူးဗျစံချမ်းအစည်းလက်ကိုလက်ဖက်သားတွေနဲ့နေရတာအလောက်ကြီးကြတော့မပျော်တော့ဘူးလို့မနှမ်းလေးနည်းနည်းလေးဖြူပေးတာဘာရသားမှလည်းမရှိဘူးဗျတုံတိုင်ဝဲလောက်ကြပါစီးပွားရှာတယ်ဆိုတာရှာတာပေါ့ဗျအလောက်ကြီးကြတော့ မြင်လို့မကောင်းဗျာမပြောတော့ဘူးလူတွေလူတွေနော်တနက်စားညံတနက်စားညံဖြစ်ရင်ဖြစ်တယ်လို့နော်လှုပ်လိုက်ကြတာငါတွေ့ကြရင်ပြီးတော့တခြားသူပါပဲဖြစ်ဖြစ်ဆိုရဲစိတ်ထားရဗျာမှန်ဗျာဒီနေ့ဒီမှာဘဒေးကိတ်7နိုင်ကျော်7နိုင်လောက်တော့မှထားတာ2000ခွဲနဲ့ဆရာဦးမနဲ့2000ခွဲရလေကွာ7နိုင်ကျော်7နိုင်ရမှထားတာဟိုဖြောင်းနိုင်တိုင်းပဲလက်ဆောင်ပေးအဲ့ဒါကူထည့်မပေးလိုက်ဘူး2000ခွဲနဲ့မကြည့်ကြအောင်ဒီမှာဟိုဘူးနဲ့ဖဲလမ်းပြောက်ဟို ခွေးစားတဲ့ဘူးနဲ့မကြုံဒီဘူးဘလို့စားမှလဲပြောမကြည့်အောင်မ23ကြီးရဓမ္မကျုံမမကြည့်အောင်စောက်ပြတ်တတ်ပြီးတော့မဘူးမှမစားဘူးဒီစောက်ဘူးဘလို့စားမှလဲဒီနေ့မွေးနေ့မှာစောက်အောက်စုများရယ်နော်ကျွန်တော်ကသူ့ကိုပြောတာကျွန်တော်သူကကျွန်တော်ကဘူးအအသေးလိုလည်းတော့မပြောဘူးဒီလိုဘူးနဲ့ထည့်ပေးလို့မပြောဘူးเนาะလမ်းပြခွေးစားတဲ့ဘူးနဲ့ထည့်ပေးရဓမ္မကျုံကျွန်တော်အရင်လိုအရင်တော့ကျွန်တော်တို့မှာတော့ကုလပုံစံမျိုးလည်းမဟုတ်ဘူးဓမ္မကျုံဒီဘူးကိုကြီးလမ်းပြခွေးတွေကျွေးတဲ့ဘူးနဲ့ထည့်ပေးတာမကြည့်အောင် ကျွန်တော်အဲ့လောက်ပက်တိတ်ကရဲ့လေးလက်မဆိုတော့ဒါလေးလက်မအဲ့လောက်သိရင်ကျွန်တော်မမှားဘူးပြောလဲဘူးကလည်းသိရင်တော့မှပဲနည်းနည်းဟိုလှလပါထည့်ပြီးမှမရှိဘူးဒီမှာကျွန်တော်ဘာမှမပေါဘူးဒီမှာဆွန်းတစ်ချောင်းမှလည်းမဘာမှမပေါဘူးနှစ်ပေါင်းခွဲရလေဗျာကြည့်ပါဦးနော်လက်ဝါတဝါစလောက်ပဲရှိတယ်အားလုံးပဲမင်္ဂလာပါဒီမိုးလေးထုတ်300ရက်အင်းဒါမန္တလေးကထုတ်တာမန္တလေးကထုတ်လာသူပဲပါဖောက်ပြမယ်တထုပ်ကို300လာဖောက်ပြမယ် ဟုတ်ပြာလက်ဆိုစိတ်လက်ဆိုပြီးဟုတ်ပါပြန်ပြရမှာမုတ်ကအများကြီးရေနော်မိုင်းစခဲဟွန်းငါထထုတ်300လူရီလဲနော်ပြောပြရင်လဲနော်ကုံစည်းနှုံးတက်လို့တက်လို့နဲ့လာအောင်မယ်ဗျကုံစည်းနှုံးကတက်နေနော်ဝင်တန်းတွေရလာခတွေကဒီတိုင်းရဒီတိုင်းပဲဗျအောက်ခြေလူတန်းစားတွေကတော့နော် မွေးပြီးရင်မွေးရောပဲ စင်ပြေရာလေးကြည့်ပါကောင်းလေးကောင်းလေးထဲထဲမှာပိုးတွေနော်နှချောင်းကုန်သွားပြီอืมဘယ်လိုစားမှာလဲစပြောစပြောစပြောကဲကြည့်အောင်နော်ဈေးဆိုင်မှာတင်ထားတယ်ဘာဘာချောင်းလို့ခေါ်လဲကိုရီးယားချောင်းလို့ခေါ်တာလားကြက်သားချောင်းလို့ခေါ်တာလားမသိဘူးနော်အဲ့ဒီကောင်ကြီးကတော့လုံးဝမစားသင့်ဘူးဗျာနော်တာရှိခံဆေးတွေနဲ့လှုပ်ထားတာအခုလဲကြည့်အောင်ဗျာနော်အိတ်လဲဖောက်လဲဖောက်လိုက်ကောထဲထဲမှာလောက်တည်ဗျာနော်မြင်လို့ဆင်လို့တော့မကောင်းဘူးလူတွေရဲ့လောဘတွေကတော်တော်ကြီးကိုကြောက်ဖို့ကောင်းနေဗျာနော် ကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပြီနော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာဆိုရင်တငယ်ချင်းတို့လည်းလူတွေရဲ့အတော်မတက်နိုင်တဲ့လောဘတွေကိုတွေ့ရှိသွားမယ်လို့ထင်ပါတယ်ဗျတငယ်ချင်းတို့တွေ့တဲ့အတိုင်းပဲလူတွေရဲ့လောဘကတော်တော်ကြီးကိုအတော်မတက်နိုင်ဘူးဗျနော်ဘသူတွေပါဖြစ်ဖြစ်နော်ငတိမာရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့လှုပ်လာကြတယ်ဗျနော်ဒါကြောင့်မလို့တငယ်ချင်းတို့လည်းနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အသိပညာ knowledge တစ်ခုခုရလိမ့်မယ်လို့ထင်တယ်ဗျ။ စားစာတစ်ခုကိုနော်ကိုမစားခင်တတိချာချာလေ့လာကြည့်ပါအောင်ဗျာနော်တတိချာချာစုံစမ်းပြီးမှစားဗျာအစာကလည်းစေစေးကလည်းအစာဆိုတဲ့ဆိုယူစကားရှိတယ်လို့နော်အဲ့ဒီအစာကလည်းကျွန်တော်တို့တွေတက်အစိတ်တွေဖြစ်တတ်တယ်ဗျာနော်တကယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာနော်